။ငញ្ញာရင်ဆင်းရဲပွဲရတာလေ။ကျွရင်းငញ្ញာရင်ရရှိသွားတဲ့ဒီဆင်းရဲတဲ့နယ်လို့ဆင်းလဲ။ Peace building process မှာကြတော့တို့လက်နက်ကိုင်ဖွဲ့စည်းနေတဲ့တက်မတော့နှစ်ခုတည်းမတော့မပြီးနိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်။ပြည်သူလူထုပါဖို့ကော Indigenous people တော့ဟောနော်။ဒေသခံပြည်သူတွေပါဝင်တဲ့နယ်။အများကြီးညီနိုင်အောင်ပဲဗျ။เนาะအခြေခံကတော့ပြန်ပြီးတော့ ဘယ်လိုပြောသူတို့လိုချင်တာလေတိုင်းသားတွေကစစ်မှန်တဲ့ Federal ပြည်ထောင်စုမူအဲ့ဒီမူကဒါ2008ဖွဲ့စည်းပုံခြေကဥပဒေမှာမပါဘူးတော့မင်းကဘာဖြစ်လဲဆိုတော့နောက်ဆုံးတော့ဒီဘူတာပဲစိုက်တာပဲအဲဖွဲ့စည်းပုံခြေကဥပဒေ2008ကပြင်ကိုပြင်ရမယ့်ကိစ္စပဲเนาะပြင်ပြီးတော့မှဒါဒါဆွေးနွေးမယ်ဆိုပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်အခုညဉ့်ဆိုင်ဆွေးနွေးပွဲဆိုတာလေးကတော့ကောင်းတာပေါ့ စကလုံးလည်းကောင်းတယ်အားလုံးလည်းကောင်းတယ်ငိမ့်ညာရေးဆိုတဲ့စကလုံးလေးလည်းကောင်းတယ်ဒါနဲ့ကျွန်တော်သတိရတယ်နိသတိရဆိုကျွန်တော်အခုပွဲလုပ်တယ်နှစ်90ပြည်ဆရာတိုက်တကယ်ကတော့နှစ်90ပြည်လေလွန်သတိရအောင်မိတဲ့ပွဲလေးလုပ်တယ်အဲ့ပွဲမှာဆရာကြီးရဲ့စကားကိုသွားသတိရအဲ့ဒါဘာသတိရလဲဆိုတော့ကျွန်တော်ဆရာကြီးကပြောတယ်ဒီပုံတိုင်းညင်ညူရေးညင်ညိုင်းညင်ညူရေးနော်ဟိုကျွန်တော်တို့တယောက်တယောက်စီလုံးရေးအားလုံးပြက်ပြားပြီးတော့အဖိတိန်တယ်လူအဖိနေမတရားဖိနေကြီးဝချမ်းသာတယ်တော့ကြီးဝချမ်းသာသူတို့လူငါတမင်းလုံးနေသမျှကာလပတ်လုံး ကျွန်တော်တို့ဗမာနိုင်ငံဟာနောက်ဘွေရားပွင့်လေအခုတိုင်းသွားမယ်ဆိုရင်အခုပုံစံနဲ့သွားနိုင်မယ်ဆိုရင်နောက်ဖျားပွင့်တော့ငြင်းငြင်းမရဘူးတဲ့ ခုလက်ရှိပေါ့နော်ဒီတိုင်းရင်းသားဖွဲ့စည်းတွေနဲ့နိုင်ငံရေးဖွဲ့စည်းတွေနဲ့အစိုးရကနေပြီးတော့အချင်းချင်းကာကာဆက်ဆက်စုပွဲတွေလုပ်ကြတယ်၊ခင်းနိုင်တွေလုပ်ကြတယ်။ဒါပေမဲ့အခုချိန်ကြည့်တီတီပပပပြည့်ရတဲ့အချိန်မျိုးလည်းမဖြစ်သေးဘူးပေါ့နော်။တအားဘူးနိုင်ငံရေးဖွဲ့တွေနဲ့အစိုးရရဲ့တိုက်ပွဲတွေလည်းမကြာခဏဖြစ်နေတယ်၊ကချင်ပြည်သားမှလည်းဖြစ်ပွားနေရတယ်တွေ့ရတယ်။ဆိုတော့ကျွန်မအမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ ကယ်တမ်းဒီငင်းချမ်းကြီးကိုလှောက်ဆောင်နေကြတဲ့လူတွေကဆရာကြီးရဲ့ပေါ့နော်သူမနာကုမနာငင်းချမ်းကြီးဆိုတဲ့မူကိုဂျင်းနေတဲ့တွေကနေလက်ခံနိုင်ခြင်းမရှိဘဲနဲ့အပေါ်ယံသဘောနဲ့လှုပ်လို့တာဒီလိုမျိုးဖြစ်နေတော့ကျမကတော့ယူဆတယ်လိုက်စားမှာတက်ပြီးတော့ငင်းချင်ရေးဆိုလို့တက်လို့ပဲဒါပေမဲ့ကျွန်တော်တို့တွေ့ရတာကဘာလဲဆိုတော့ပြီးတော့ငင်းချင်ရေးဆိုတာလည်းပေါ့လေငင်းချင်ရေးရဲ့အစဒီအပြစ်ခရရစေးရေးတောင်မှ မူကြတော့မရသေးဘူးမူကြတော့မပထမမူကြတော့မမပြီးသေးဘူးဆိုတဲ့ခါကျတော့ဒီပြည်ထောင်ကြီးရေးတာတော်တော်လေးအလံဝေးတည်တယ်လို့ကျွန်တော်ပြောလို့ရတယ်1948ကနေပြီးတော့ယခုချိန်အထိဆိုလို့ရှိရင်ပေါ့နော်။နှစ်ပေါင်း66နှစ်တောင်ရှိပါပြီ။အခုတတိငင်းချိုင်းကမရနိုင်သေးဘူး။အဲ့တော့ငင်းချိုင်းကဘာလို့မရလဲဆိုလို့ရှိရင်တော့ရှင်းပြောရဲပြီးတော့အာနာမမောတဲ့ဒူတွေရောက်မှုဒါမရတာပဲ